သူ့ကိုချန်ပီယံခပ်ပန်းနဲ့မထိုက်တန်ဘူးလို့ပြောနေတဲ့ဟိတ်တာတွေကိုချင်းလေးဖန်ကတော့ထားကြကြတုတ်ပြန်လိုက်ပြီဖြစ်ပါရင်အားလုံးသိတဲ့အတိုင်းမနေ့ကလက်စပီကာမှာကျင်းပသွားခဲ့တဲ့ USA 323မှာချင်းဖိုင်တာလေးဂျိုရှာဘန်ဟာပန်တိုချာစီကနေပြီးတော့ဖလိုက်ဝေးချန်ပီယံခပ်ပတ်ကိုစိန်ခေါ်ဝင်ရရှိခဲ့ပါရင်ဒီဝဲစဉ်ကိုမြန်မာနိုင်ငံလုံးကသာမကပြပရောက်မြန်မာတွေရောအာရှတိုက်တိုက်လုံးကဒီ MMA ချစ်ပရိသတ်တွေကပါစောင့်မြုံနေကြတာပါဒါပေမဲ့ပွဲကပရိသတ်တွေမျောလင်းထားသလိုပွဲကြီးပွဲကောင်းမဖြစ်ခဲ့ပဲနဲ့ပထမအချိန်ရဲ့စက္ကန့်30ဝင်းကျင်မှာပင် ဘန်ဒူဂျာရဲ့အမေကန်ချက်ကိုဗန်ကတစ်ချက်ဆွဲဖမ်းရင်ပြန်အတွန်းမှာဘန်ဒူဂျာကမြေပြင်ပေါ်ကိုပြန်အကြာလက်နဲ့ထောက်မိခဲ့တာကြောင့်တရောင်စစ်လွဲသွားပြီးတော့ပွဲဆက်မထိုးနိုင်ခဲ့တာကြောင့်ချင်းလီဖန်ကအနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ဟိတ်တာတော်တော်များများကချင်းလီဖန်အနေနဲ့ဒီကပ်ပတ်နဲ့ထိုက်တန်မှုမရှိဘူးကံကောင်းမိနိုင်သွားတာချန်ပီယံဖြစ်မတတ်မတ်ဖို့ဆိုပြီးတော့ပြောဆိုခဲ့ကြပါတယ်။ပွဲပြီးအင်တာဗျူးမှာမီဒီယာတွေကနေပြီးတော့ချင်းလီဖန်ကိုဒီလိုပြောတဲ့လူကိုဘာပြောချင်လဲလို့မေးလိုက်ခံမှာချင်းလီဖန်က ဒီကောင်တွေကတော့ဘောပဲဗျာဒီဘဲတွေဆိုတာကောင်းတော့လည်းအပြစ်မမြင်မကောင်းတော့လည်းအပြစ်မြင်ဘာပဲဖြစ်ဖြစ်အပြစ်လိုက်ပြောနေတဲ့သူတွေပဲလေသူတို့ပြောတာကိုစိတ်ထဲကိုမထည့်ပါဘူးကျွန်တော်လည်းဒီလိုပုံစံနဲ့မနိုင်စင်ပါဘူးပန်တိုချာပြန်တက်တာလာခင်မကြေပွဲလက်ခံထိုးပေးပါမယ်သူကဂျေဝေးတိုင်းရဲ့အကောင်းဆုံးကစားမှာပါသူမကြေပွဲနဲ့ထိုက်တန်ပါရင်ကျွန်တော်တို့ထပ်တွေ့ကြတာပေါ့ဆိုပြီးတော့ပြောဆိုသွားခဲ့တာဖြစ်ပါတယ် USA ဥက္ကဋ္ဌကြီးဒန်နာဝိုက်ကိုရိုင်းကလည်းဗန်အကန်ကောက်သွားတာမဟုတ်ကြောင်းကိုသူကိုယ်တိုင်အတည်ပြုပြောဆိုသွားခဲ့တာဖြစ်ပါတယ် USA Promotion ရဲ့ဥက္ကဋ္ဌကြီးကတော့အတိအမှတ်ပြုတဲ့နိုင်ငံဝဲမှာဗန်ကိုကန်ကောက်နေဆိုပြီးပြောနေကြတဲ့သူတွေရဲ့စကားကဘာမှမဝင်ပါဘူး ။နောက်ပြီးတော့ဒီစကားကိုပြောတဲ့သူတွေကလည်းကိုယ့်မှာလူမျိုးတွေဖြစ်တာကိုမြင်ရတော့တော်တော်လေးစိတ်မကောင်းဖြစ်မိပါရဲ့။ဘာဖြစ်ဖြစ် Chinese fan ကတော့ USA မှာပထမဆုံးမြန်မာ champion ဖြစ်လာခဲ့ပါပြီ။ Xbox ကနေတင်ဆက်ပေးနေပါရင်ကျွန်တော်ကတော့အောင်ခံပါ။